ဇမင်းသားစွမ်းစာနေရဲ့ပွဲကိုတွားရောက်ကြည့်ရှုအားပေးရင်းနဲ့တိတ်ဆင်နာအထီသွားပြီးတော့နှုတ်ဆက်ရကနေလူရှင်တော်တယောက်ကအတင်းဖတ်တာကိုခံလိုက်ရတဲ့ပရိသတ်မျိုးသမီးတဦးမင်္ဂလာပါပရိသတ်ကြီးရေဇသမင်းလောကမှာနံပါတ်1လို့ပြောရလောက်တဲ့အထီအောင်မြင်ခဲ့တဲ့ဇမင်းသားစွမ်းစာနေကတော့သူ့ရဲ့ကျမ်းမာရေးအခြေအနေကြောင့်ဇက်ပွဲကားတွေကိုရန်နာထားခဲ့ပြီးမြင်အခုဆိုရင်တော့အရှင်တော်ကလိုဇက်ပွဲတွေပြန်လဲကပြဖြောပြင်းရင်ပရိသတ်တွေစီကိုပြန်လဲရောက်ရှိလာခဲ့ပြီးပဲဖြစ်ပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းရက်တွေမှာတော့ဆမင်းသားစွမ်းစာနေကအောင်လံမျိုးမှာတွားရောက်ဖျော်ဖြေခဲ့တာဖြစ်ပြီးအဆိုပါပွဲမှာစွမ်းစာနီကိုချက်ခင်တဲ့ပြိသက်တယောက်ကစိတ်စင်နာအထီလာပြီးတော့မိဆက်ရာကနေစွမ်းစာနီဇက်တပင်အဖွဲတွေကလူရှင်တော်တယောက်ကစင်အောင်အထီဆင်းလာပြီးအဆိုပါမျိုးသမီးကို အတင်းဖက်ယူခဲ့တာပဲဖြစ်ပါတယ် စွမ်းစာနေတို့လိုနာမည်ကြီးမင်းသားတွေကပြတဲ့ဇက်ပွဲတွေမှာဆိုရင်မိန်းကလေးအများစုရဲ့တဲတဲလို့အားပေးခြင်းကိုခံခဲ့ရတာဖြစ်ပြီးလူရှင်တော်တွေကလည်းစားနောက်ကြရကနေအခုလိုလုံရက်မျိုးအထိလှူလာခဲ့တာလည်းဖြစ်ပါတယ်။ဒီဝင်တော့ဒီလိုဖြစ်နေလို့လေ။ဘာနဲ့နမဆက်ကြရောလားအမလက်ကျဲလို့တောင်းမယ်နော်မနေ့ပြန်စာချုပ်မှာလက်မထိုးဘူးမနေ့ပြန်စာချုပ်မှာလက်မထိုးဘူး

ဒီဘက်ကချားလို့ဟောဟောကိုစားစားမိုင်းထမိန်နဲ့တတိမျက်နှာကိုတော့လိုက်ပါလားဟေးဘက်ခဲဆမ်းမီအော်မမီရဲ့ရဲတင်းော်လေးအေး